ပဲခူးတိုင်းတာယာဝရီခရိုင်မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကစစ်ကွန်မရှင်တပ်ဂိတ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်ချိန်စစ်တပ်ဘက်က9ရောက်တည်ဆုံပြီးလက်နက်နှစ်လက်ပါသိမ်းဆီရရှိခဲ့ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းကပါတာယာဝရီမြို့နယ်လက်ဥကုံလမ်းစုံနားမှာအထိုင်ချထားတဲ့မတော်ဂိတ်စခန်းကိုပဲခူးယူမ PDF UR20 ကိုကယ်မှုအောက်ကပူပေါင်းတပ်ဖွဲ့တွေကစီးနင်းခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့ဂိတ်စခန်းဟာခမာယ35တဲ့ရင်ကဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်ချိန်မှာအင်အား20ကျော်30လောက်ရှိတဲ့စစ်ကွန်မရှင်တပ်သားတွေထွက်ပြေးသွားကြတယ်လို့တော်လန်ရေးတပ်ဖွဲ့ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာစစ်သား9ယောက်သေဆုံးပြီးတော့ကာဗိုက်တလက် MA1 တလက်တို့အပါအဝင်ကြီးစံတွေနဲ့ဖုံးတွေကိုပါတင်စီရရှိခဲ့ပါတယ် တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ထိခိုက်မှု မရှိခဲ့ပါဘူးဒီသခင်တွေအတွက်လုံခြုံမှု မရှိစေတဲ့ဒီအရေးပါတဲ့ဂိတ်စခန်းကိုဖြိုချလိုက်နိုင်တာဟာနေမြေစိုးမိုးမှုအတွက်အောင်မြင်မှုတစ်ခုဖြစ်တယ်လို့တော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ်